ုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဘိုးချုံမူကြီးမေအောင်လိုက်သည်ခီးစင်မှာလိုက်ပါလာတဲ့အစိမ့်မြေကိုယ်စားလှယ်ဖွဲ့များလိုက်ပါပြီးစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းမှာ Astana International Financial Center AIFC တို့တွားရောက်ကြည့်ရှုလေ့လာပါတယ်ဥစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရီကော်မရှင်ဥက္ကဋ္ဌနှင့်ဖွဲ့ဝင်များအား AIFC အုပ်ချုပ်မှုဆိုင်ရာဘုတ်ဖွဲ့ဥက္ကဋ္ဌမစ္စတာဖခေဂျီယာတလက်ဥပါကော်နှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပါသည်။အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်ဖွဲ့များသည့်စင်တာအတွင်းလိုက်လံကြည့်ရှုလေ့လာကြပြီးဌာနအလိုက်တာဝန်ခံများ၏ရှင်းလင်းတင်ပြမှုများပေါ်သိရှိလိုတာများပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည် အဲဒီနောက် AFC အုပ်ချုပ်မှုဆိုင်ရာဗဟုဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကာဇက်စတန်နိုင်ငံစက်မှုလက်မှုနှင့်ကွန်တိုရေးဆိုင်ရာကုမ္ပဏီများမှတာဝန်ရှိသူများက AFC ဆိုင်ရာချက်လက်များဤပညာတိုးတက်မြန်မာပြည်ရင်းနှီးမြှုပ်နှံမှုဤပညာစံသမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်လျက်ရှိမှုကာဇက်စတန်နိုင်ငံအတွင်းအထူးစည်းဝါးရေးဆောင်များဖော်ဆောင်ပြီးရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ဆောင်ရွက်လျက်ရှိမှုနှင့်လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက်အခွင့်အလမ်းဤပညာဆိုင်ရာတို့ပြင် စိတ်ကြလုံးကြုံစွာလောက်ကိုင်းနိုင်ရေးစီမံဆောင်ရွက်ပေးထားမှုမြန်မာနိုင်ငံနဲ့ကာဇာစတန်နိုင်ငံတို့ကြားကွန်တော်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနဲ့တိုးမြင့်ဆောင်ရွက်လျက်ရှိမှုစက်မှုလက်မှုနဲ့ကွန်တော်ရေးအလိုက်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့နဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြပါရစေ။ အဲ့နောက်နိုင်ငံတော်ယာယီတမတာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ဖွဲ့ဝင်များ External International Financial Center AIFC မှတာဝန်ရှိသူများသည်စူပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပါတယ်အဲ့နောက်နိုင်ငံတော်ယာယီတမတာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌနဲ့ဖွဲ့ဝင်များသည်စင်တာတွင်းရှိမြူစီယမ်အချက်တွင်ကြည့်ရှုလေ့လာကြပြီးရှင်းလင်းတင်ပြမှုအပေါ်တိရှိလိုတာများပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ် အဆိုပါ Astana International Financial Center AIFC သည် Astana မြို့မှာတည်ရှိတဲ့ဘန္နာရေးနဲ့ရင်းနှီးမြှင့်နှံမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး2018ခုနှစ်ဇူလိုင်လ9ရက်မှာစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းကာဇက်စတန်နိုင်ငံရဲ့ဗန္ဒာယီကဏ္ဍဖွံ့ဖြိုးတိုးတက်စီရန်နဲ့ဒေတာတွင်ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ကန့်လန့်နိုင်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း Bad and Road Initiative VRIC မန်ဂိတ်တို့နဲ့ချိတ်ဆက်လုပ်ကောင်လျက်ရှိပြီးဘန္ဒာယေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီးအာရှလေပိုင်းဒေသမှအစပြုကာအရှေ့လေပိုင်းဒေသတရုတ်နိုင်ငံမွန်ဂိုလီးယားနိုင်ငံများတီကဘာနှင့်ဖြတ်ကျက်နိုင်ရန်ဖူပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်လှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါသည်။ စက်တင်ဘာလ29ရက်ညပိုင်းမှာလေနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လွန်ကြိုရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့များသည်အက်စနာနာမျိုးရှိဘိုင်ဒူရက်သမိုင်းဝင်အထိတ်မှအစာအုပ်လေးလာရေးမျှော်စင်တဲ့အက်စနာနာမျိုးမျိုးပြဖွံ့ဖြိုးတိုးတက်မှုများအားလက်လေကျေရှုလေ့လာပါတယ်။ ဥစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တားရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဖွဲ့များသည့်ဘိုင်ဒီရက်သမိုင်းဝင်အထိမ်းအမှတ်အစအဦးသို့ရောက်ရှိကြပြီးလက်လျက်ကြည့်ရှုလေ့လာခဲ့ကာတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်သိရှိလိုတာများပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။အဆိုပါဘိုင်ဒီရက်သမိုင်းဝင်အထိမ်းအမှတ်အစအဦးလေ့လာရေးမျှော်ခြင်းသည်1998ခုနှစ်မှာကာဇက်စတန်မြို့ရဲ့ မြို့တော်အစရနာအဖြစ်ပြောင်းရွှေ့မှုအဖြစ်တင်ကြတာပြုတဲ့တမောင်းဝင်အစားအုပ်ဖြစ်ပြီးနိုင်ငံရဲ့တင်ကြတာနဲ့ခေတ်သစ်ပြီးသူကလက်ရများရဲ့ထင်ရှားတဲ့အမှတ်တံတရားတစ်ခုဖြစ်တဲ့အပြင်ကာဇာစတန်လူမျိုးများရဲ့ဘဝတင်းစတဲ့အနေနဲ့တစ်ခုလည်းဖြစ်ကြောင်းဘိုင်ဒီရက်သည်အမြင့်68မီတာ318ပေရှိပြီးအပေါ်ဘက်မှာရှိတဲ့ဖန်ပေါ်လုံးကြီးဟာတိုင်900ဖြင့်အောက်မှပြင့်တင်ထားတဲ့ပုံစံမျိုးတိဆောက်ထားကဒေါအမျိုးမျိုးမှရုတ်တရက်ကြည့်မယ်ဆိုရင်ရွှေဖြင့်ပြည့်လုပ်ထားတယ်လို့ထင်ရကြောင်း ပန်ဒီရော့ရဲ့ဒီဇိုင်းပုံစံချမ်းကိုကာဇက်စတန်နိုင်ငံရဲ့ပထမဆုံးသမ္မတမစ္စတာနူဇာဒန်နာဆာဘာရက်မှလေရင်ပြန်တန်းနေတဲ့အချိန်လက်ကင်ဘဝအပေါ်မှာဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီးယင်း လက်ကင်ဘဝကိုပထမဆုံးသမ္မတပြတိုင်မှာ သမိုင်းဝင်အမွေအနှစ်ဖြင့်တင်စီထားကြောင်းပန်ဒီရော့မျိုးစင်ရဲ့ဒီဇိုင်းနဲ့တင်ကြတာများသည့်လှည့်လည်နေထိုင်သွားလာသူများရဲ့ရိုးရာယဉ်ကျေးမှုများနဲ့ နီကက်စွာဆက်ဆက်နေပြီးဘိုင်ဒီရက်ဆိုဒီမှာကာကြယ်ရိုးရာဒဏ္ဍာရီမှာရှင်တန်ချင်းတစ်ပင်ကြီးဆွီယော့လိုက်ကိုရည်ညွှန်းထားကြောင်းဒဏ္ဍာရီရအေးတစ်ပင်ပေါ်မှာဆန်ရက်လိုခေါ်တဲ့ဒဏ္ဍာရီလာငှက်ကြီးနေထိုင်ပြီးရွှေဥကနေကိုကိုစားပြု၍ရှင်တန်ချင်းနဲ့မျှော်လင့်ချက်ရောင်ကြီးကိုပေးစမ်းတယ်လို့သိရှိရကြောင်းထိုနည်းအားဖြင့်ကာဇက်လူမျိုးများသည်အကောင့်နှင့်အစိုးရရဲ့ရုံးကံမှုယာတီများအပြောင်းလဲကိုနေရောညပါပုံပေါ်ကြကဘိုင်ဒီရဲရဲ့ထိတ်မှ22မိနစ် 22မီတာရှိတဲ့ရွှေဘော်လုံးသည်ဒန်နာယီလာနေမင်းကိုကိုစားပြုကြောင်းဘန်ဒီရက်အထိတ်မဲ့ဆောက်ကိုမြို့တော်ရဲ့ရင်ကျက်မှုဗိုလ်ချုပ်ဖြစ်ဖန်တီးခဲ့ခြင်းဖြစ်ပြီးမြေအောက်4.5မီတာမှာငါးပြားတိုင်းကော်ပီဆိုင်နဲ့ရင်ကျက်မှုစင်တာတစ်ခုရှိက34လွှာရှိရွှေဘော်လုံးတင်ထားတဲ့နေရာလေးလာရေးမျှော်ခြင်းမှာမြို့ပြရဲ့ရှုခင်းများကိုကြည့်ရှုခန်းစားနိုင်ကြောင်း 2003ခုနှစ်မှာဘာသာပေါင်းစုံ18ခုမှာကိုစလီများသည့်ဘန်ဒီရက်ထိမ့်မဲ့အဆောက်အဦမှာပထမဆုံးအကြိမ်ဖြစ်ဆုတောင်းမှုပြုလုပ်ခဲ့ကြကြောင်းဘန်ဒီရက်သည်ကာဇက်စတန်ရဲ့ယဉ်ကျေးမှုဒဏ္ဍာရီနဲ့ခေတ်သစ်တိုးတက်မှုတို့ကို ပေါင်းဆက်ထားတဲ့အံဝယ်အဆောက်အဦတစ်ခုဖြစ်ကငြိမ်းချမ်းမှုရဲ့ပြောက်တစ်ခုလည်းဖြစ်ကြောင်းလာရောက်လည်လာကြသူများအနေဖြင့်လည်းဗန်ဒီရက်အထိမ့်မဲ့အဆောက်အဦမှာဆူတောင်းမှုများကိုပြုလုပ်ကြကြောင်းလည်းသိရပါဗျာ။ အိမ်နောင်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လွန်ကျွေးရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်ဖွဲ့များသည့်အက်စတနာမျိုးမြို့ပြဖွံ့ဖြိုးတိုးတက်မှုများလက်လည်ကြိရှိလေ့လာခဲ့ကြကြောင်း သိရှိရပါသည်ခင်ဗျာ။